ငယ်ရွယ်ချင်းမှာចောင်းသားចောင်းသူတွေအတီရှင်ဖန်ပြီးနိုင်အတွက်မျိုးကျွန်တော်တို့ချပြခြင်းပါတယ်ဒီလိုဝယ်မျိုးတစ်နှစ်တစ်ခါလောက်တော့အနည်းဆုံးဖြစ်စေခြင်းနဲ့ပေါ့ဗျာမြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာစာကိုအလွတ်ကျရတဲ့စနစ်သာများနေတယ်လို့ဝေဖန်မှုတွေများနေတဲ့အချိန်မှာចောင်းသားတွေအတွက်အခုလိုကိုယ်တိုင်ဖန်တီးနိုင်စွမ်းတွေရှင်ပြန်ရတာဟာကျိုးစိုးတဲ့အလားလာကောင်းတစ်ခုဖြစ်ပါတယ်ကွန်ပျူတာတက္ကသိုလ်ចောင်းသားတွေကိုယ်တိုင်ဖန်တီးထားတဲ့ web application တွေ mobile application တွေနဲ့ game တွေပြသခဲ့ကြတာဖြစ်ပြီး ကျောင်းသားတွေရဲ့ idea တွေကိုအခုလိုဖွင့်ထုတ်ပေးမှအစဉ်တန်းရှိတဲ့တီထွင်မှုတွေထွက်ပေါ်လာနိုင်မှာဖြစ်ပါတယ်ဒီ user side project ဆိုတာကျွန်တော်တို့ကျောင်းသားကျောင်းသူတွေဖြန့်ပြီးရတဲ့ game တွေနောက်ပြီးတော့ကျွန်တော် mobile application တွေနောက် web application တွေပါမယ်နောက်တစ်ခုက web design တွေပါပါမယ်ဒါဒီကျောင်းသားတွေဖြန့်ပြီးရတဲ့ဟာတွေကျွန်တော်ရောက်ကူလာတက်လို့မှာပြသခြင်းဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့နေရာချင်းမှာကျောင်းသားကျောင်းသူတွေတီချင်ဖြန့်ပြီးနိုင်စွမ်းမျိုးကျွန်တော်တို့ချပြခြင်းပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီကျောင်းသားတွေကဒီလိုပြသခြင်းအပြင်တို့ရဲ့အနာဂတ်မှာလည်းပုံမကောင်းတဲ့လမ်းခွန်းတွေအများကြီးရရှိမှာဖြစ်ပါတယ် ကျောင်းသားတွေအဖွဲ့ဆဲဖွဲ့ခွဲပြီးနှစ်လတာအချိန်ယူပြင်ဆင်ရှင် ပြိုင်ခဲ့ကြတဲ့ဒီပြိုင်ပွဲမှာ Best Presentation Award, Innovation Award, Student Choice Award နဲ့ Best Market Award ဆိုပြီးစုလေးစုချီးမြှင့်ခဲ့ပါတယ်။ website ဖန်တီးမှုကိုနှစ်လအတွင်းပြီးအောင်လုပ်ပြီးရှင်ပြိုင်ခဲ့တဲ့မနှင်းရွှေစင်ကတော့သူ့အခက်အခဲတွေကိုအခုလိုပြောပြပါဗျာ။ အခု website ကိုလောက်တာနှစ်လပေါ့နော်အချိန်နှစ်လပေးရတယ်ဆိုကိုလုံးက UCI ဆိုရင် CS color ကဖောင်းတာ online course တွေကိုဝယ်ပေးတယ်အဲ့ online course တွေကိုနားထောင်နေတပတ်တပတ်တစ်ရက်ကိုတစ်နာရီလောက်အချိန်တစ်နာရီတစ်နာရီခွဲလောက်အချိန်ပေးပြီးတော့လုပ်ခဲ့ရပါတယ်ရှင်အရင်စိတ်လုံရပါတယ်လုံးဖို့ကလေအရင်တော့လုံးရုံနဲ့တယောက်တည်းပြည့်တဲ့အတွက်မလုံးတော့ဘူးလို့တော့စဉ်းစားမိရအခုလုံးနောက်ကနေတိုက်တွန်းကြပါတယ်အဲကြောင့်မလို့လုံးဖြစ်သွားတာပါဒီလိုပြိုင်ပွဲမျိုးဟာကျောင်းသားတွေအတွက် တကယ်ကိုအကျိုးရှိစေတာမှန်ပေမဲ့ဒီတစ်ခေါက်ကျင်းပါတာဟာဆာမဲပွဲနဲ့ကပ်နေတာမို့အဆင်မပြေတဲ့ចောင်းသားတွေရှိနေတာကြောင့်နောက်နှစ်တွေကျင်းပါမယ်ဆိုရင်နည်းနည်းဆိုပြီးကျင်းပါစီစဉ်တဲ့ចောင်းသားတွေလည်းရှိနေပါတယ်။ အများကြီးတော့အကျိုးရှိတာပါကျွန်တော်တို့ဒီလိုပွဲမျိုးတစ်နှစ်တစ်ခါလောက်တော့အနည်းဆုံးပြည့်စုံခြင်းနဲ့ပေါ့ဗျာတခြားအကြောင်းသားတွေလည်းဒီလိုမျိုးပွဲတွေပါနေတယ်ဒီကအခုဟာကျွန်တော်တို့သိလိုက်ရတာချို့တူတယ်နောက်ကျလို့နောက်ကျလို့မပါလိုက်ရတဲ့လူတွေလည်းရှိတယ်အဲ့လိုမျိုးပါနေတဲ့လူတွေလည်းရှိပါတယ်ပြီးတော့ပွဲရလဲဆံမွန်းနဲ့အရန်ကန့်နေလို့တချို့တဝက်တစ်ပြက်နဲ့ဖြစ်ချသွားတဲ့လူတွေလည်းရှိတယ်ဒီပြက်ပို့ပြီးတော့နည်းနည်းစောစောနဲ့ပို့ပြီးစီစဉ်မှုကောင်းကောင်းနဲ့ဆိုရင်တော့ဒီပြက်ပို့ကောင်းလာပါလိမ့်မယ်